ရှင်ပြမိကုံမေးရှောက်ခွင့်ပြုပါရှင်ပြအွန်လိုင်းအမေကမိကုံမှာရှင်ပြလောင်းကစားတိုင်းချဲတိုင်းလုပ်ပြီးတော့စီးပွားရေးရှာရင်အပြည့်ရှိပါသလားလို့မေးရပါရှင်ပြငွေတိုးချိစားပြီးတော့စီးပွားရေးရှာရင်လည်းအပြည့်ရှိပါသလားလို့မေးရပါရှင်ပြငွေတိုးချိစားတာကတော့အပြည့်မဖြစ်ဘူးငွေတိုးချိစားတာကအပြည့်မဖြစ်ဘူးဒါကနှစ်ဦးသဘောတူတမအာဇီဝကြကြလက်ခံတာလေ ကြိုက်ရှိပေါ့မကြိုက်ရင်မရှိနဲ့လीနော်အဲ့တော့တရားကိုဘယ်နှချက်တိုးနဲ့တထောင်ကိုဘယ်နှချက်တိုးနဲ့ဆိုပြီးတော့နှုတ်သဘောတူတူညီလို့ဒါကိုသူယူရင်းဖြစ်တယ်ဒါကြောင့်ဒီအတိုးပေးတာကနော်အကုသို့ဖြစ်မဖြစ်ပါဘူးကိုဘကရင်းနှီးညွှန်းနေထားရတာလीသူဝတ်ဆံနေပေးထားရအောင်ဒီအတွက်နော်အတိုးနဲ့အကုကိုပြန်ပေးတာပေါ့နော်ဒါကပြင်းမရှိဘူး တို့ဝိနည်းထဲမှာတောင်မှဝိနည်းထဲမှာကတော့ယဟန်တော်တွေကအတူပေးလို့မရဘူးဝိနည်းအညာကယဟန်တော်တွေပတ်စံချင်းငါချင်းအတူပေးချင်းမှာအဆက်ဖို့ပဲအဲ့တော့တက္ကရာမာလာတိကာမာလာတွေးလိုက်တယ်ကပိယကာရကတွေကတန်ဃာတော်တွေချမ်းသာအောင်အတူလုပ်ပေးတယ်ပေါ့နော်ကပိယတွေရဲ့အရှင်ဖေရငွေတိုးချင်းငါစားတာအပြည့်ရှိပါသလားဖះဟောရှိပါသလားဖះတဲ့ ဖះဟောမှာတော့မရှိပါဘူးဖះဟောမှာရှိတာကတဏ္မာအာဇီဝနဲ့မိစ္ဆာအာဇီဝဆိုတာတော့ရှိပါတယ်ဝိသမလောဘစိတ်အခြေခံခြင်းမျိုးမရှိပဲမေတ္တာစိတ်အခြေခံပြီးငါအစဉ်ပြေသလိုသူတို့လည်းအစဉ်ပြေကြပါစေဆိုတဲ့စိတ်ထားမျိုးနဲ့အတိုးကိုအထိုက်လျောက်သာယူပြီးငွေတိုးချေးစားမယ်ဆိုရင်တော့မျှတာမှုရှိတဲ့အတွက်တဏ္မာအာဇီဝဖြစ်တာကြောင့်အပြည့်မရှိနိုင်ပါဘူးအဲ့ဒီလိုမှမဟုတ်ပဲ ဝိသမလောဘစိတ်အခြေခံလျက်သူ့ကိုမတရားယူပြီးငွေတိုးချိစားမယ်ဆိုရင်တော့မိစ္ဆာအာဇီဝဖြစ်တာကြောင့်အပြစ်ရှိနိုင်ပါတယ်